မင်္ဂလာပါရှင်။ဘာမခေတ်တဲ့သတင်းဌာနမှပြန်နေကြဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းထုတ်သတင်းဥများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ရခိုင်ခါပြမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ညောင်ဦး၆လမ်းတွင်စစ်တပ်မှပိုကြီးညီညီမျိုးဆွေနဲ့ပိုကြီးစိုးထွတ်ကျော်တို့ကိုတော်လိုင်းတပ်များကအရှင်ဖန်စီရရှိဆွေးရတဲ့မယ့်ဖြစ်ပါရရှင်။ မန္တလေးတိုင်းညောင်မြို့နယ်ညောင်6လမ်းမိုင်းတနေရာတွင်အကျံဘက်စစ်ကောင်စီတပ်သားဖူးကြီးညီညီမျိုးစင်နှင့်ဖူးကြီးစုထွတ်ကျော်တို့အရှင်ဖမ်းမိခဲ့ကြောင်းညောင်မြို့နယ်ပကပတောင်ငန်ကိုစီကရှန်ကုန်ခေတ်တရင်ဌာနထံသို့ပြောကြားသည်လွန်ခဲ့သောတစ်ပတ်ခန့်ညောင်မြို့နယ်ညောင်6ကားလမ်းမိုင်းတနေရာတွင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များလမ်းမိုင်းလုံးကျုံရေးစစ်ဆေးနေစဉ်နေပြည်တော်မှ6ရေနံကျောင်းဘက်သို့ကိုပိုင်ကားဖြင့်စီလာသောအကျံဘက်စစ်ကောင်စီတပ်မှဖူးကြီးညီညီမျိုးစင်နှင့်ဖူးကြီးစုထွတ်ကျော်တို့ကိုဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည် ဟမ်မီတာကတပတ်လောက်ကြာပြီရှက်တော့သေးချာမမှန်မိတော့ဘူးဒီကနေ့မှစိတ်ချရလို့တရင်ထုတ်လိုက်တာပါသူတို့ကနေနေပြီးတော့ကနေလာတာ6ရင်းနှင်းချောင်းဘက်ကိုသွားဖို့ပါအရွယ်ဝင်နေပဲလက်နဲ့တော့ပါမလာဘူးသူတို့ကိုစက်တုံမှန်ဥပဒေအရပဲအရေးယူဆောင်ရွက်သွားမှာပါအထက်ခရံကိုလွှဲပေးထားပေးပါပြီကိုညောင်မြွတ်နယ်ပကပတောင်ငန်ကိုစီကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောကြားသည်အဆိုပါဖန်စီထိမ့်သိမ့်မှုကိုညောင်မြွတ်နယ်ပကပအနောက်ချမ်းစုံဗကံဘူချုပ်ဖွဲ့မှလှုပ်ဆောင်နေခြင်းဖြစ်ပြီးစက်တုံမှန်ဥပဒေအရအရေးယူနိုင်ရန်ညောင်ခရံပြည်သူက ဝေးအဖွဲ့ခရိုင်ပကဖဌံလွှဲပြောင်းပေးထားကြောင်းညောင်ခရိုင်ပကဖမှာတဆင့်သက်ဆိုင်ရာဝန်ကြီးဌာနကိုလွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။ညောင်မြို့နယ်ရဲ့နေရာတိုင်းမှာကျွန်တော်တို့ရှိပါတယ်။သူတို့ပြောတဲ့စကားလိုပဲရာဇဝယ်ပေးပြေးမလို့ဖူးလို့စစ်ကောင်စီလက်အောက်ခံတပ်သားတွေအပေါင်းပါတွေကိုပြောကြမှာတယ်။ပြီးတော့မိဘပြည်သူတွေအနေနဲ့လည်းစကားဆရန်နံတွေနဲ့ကမလိုက်ပါနဲ့စကားဆနဲ့ဝေဝေးမှနေပေးကြပါလို့ပြောကြမှာတယ်ဟုညောင်မြို့နယ်ပကဖတောင်ငန်ကိုစီးကပြောဆိုသည်။ ဆလတ်ပဲနေပြည်တော်နဲ့အေရရီတိုင်းမှာရဲမှုများရဲရရှိများကလိုင်းစင်မဲ့ကားအရှောင်းဝယ်ဆလတ်လောက်ကိုင်းပြီးလိုင်းစင်မဲ့ကားများစီးနေနေစေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင် ARI တိုင်းရဲတပ်ဖွဲ့တိုင်းရုံးမှဒူရဲမှုချက်ဆန်းမောင်းနဲ့၎င်း၏မယားညီကိုဒူရဲမှုအောင်နိုင်မိုးတို့နှစ်ဦးသည်လိုင်စင်မဲကရှောင်းဝယ်ပအဝင်ရှာဆွဲလုပ်ငန်းများကိုလုတ်ကင်ကြီးပွားလာပြီးလက်ရှိချိန်တွင်လိုင်စင်မဲကရှောင်းဝယ်မှုများနှင့်ဆက်ဆက်လုတ်ကင်နေစေဖြစ်ကြောင်းရဲသည်ရင်းမြစ်ကရှန်ကုန်ခေတ်တရင်ဌာနထံသို့ပြောဆိုသည်ရဲမှုအောင်နိုင်မိုးသည်အာနာသိန်းငါစာကာလာကအင်းစိန်မြို့နယ်မှဘွာရီနိုင်ငံရေးလှုပ်ရှားသူများကိုဖမ်းဆီးရိုက်နှင့်ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်းထို့သို့လုံဆောင်ခဲ့သည့်အတွက်အချိန်တို့တွင်ရဲမှုရှားသူတို့တုံ့ပြန်ပေးခံခဲ့ရ ာပြီး ARA တိုင်းတို့ပြောင်းရွှေ့ခဲ့ကြောင်းရှင်နောင်းလိုင်စင်မဲကအရှောင်းဝဲကြားဖြန့်နိုင်ငံစားလိုင်းကျေးကောက်ခံခြင်းအပါဝင်တရားမဝင်လုပ်ငန်းများလုပ်ကိုင်း၍အချိန်တိုအတွင်းချမ်းသာကျွယ်ဝလာကြောင်းသိရှိရသည်။ဒူရမှုချက်ဆန်းမောင်မှလည်းလိုင်စင်မဲကအရှောင်းဝဲနှင့်ရှက်ခိုင်းပြည်နယ်တို့ကုန်စည်တင်ဖို့ရောင်းချနေသူများကိုဖမ်းဆီးငွေညှစ်ခဲ့ခြင်းဖြင့်ချမ်းသာလာသူဖြစ်ကြောင်းသိရှိရသည်။ ရဲမှုအောင်နိုင်မှုနဲ့တူရဲမှုချက်ဆန်းမောင်းရဲ့ပိုင်ဆိုင်မှုကနေတာမဟုတ်ဘူး။ ARE တိုင်းဘက်မှလက်ဆောင်ထပ်ဆောင်နှုတ်ဖြစ်လာတာ။ရှင်နသာစစ်စေးခိတ်လူဟာရီမျိုးကိုသူတို့တွေကကုတ်ကဲကြည့်ကြရတယ်။လိုင်းစင်မဲကရောင်းဝယ်လုကြသူတွေလည်းဖြစ်တယ်။သူတို့နှစ်ဦးအတွေ့ကအင်မတန်လက်တံပြောင်းသူတွေအဖြစ်နာမည်ကြီးတဲ့ဟုရှဲသတင်းရှင်းမြစ်ကရှန်ကုန်ခေတ်တဲ့သတင်းဌာနထံသို့ပြောကြားသည်။ ချမ်းသာကြွယ်ဝသောရေမှုအောင်နိုင်မှုကရွှေစင်လာမင်းစီဆိုင်လင်းလင်းဆိုင်ကရောင်းဝယ်ရေးဆိုင်များကိုလည်းလင်းလင်းဆိုသောပုံကူကနာမည်ခံ၍စီးပွားရေးလောက်ကိုင်းပေးနေကြောင်းရွှေစင်ရင်မြစ်ကဆက်လက်ရှင်းပြသည် လင်းလင်းကဆိုင်ငယ်တကိုးရီရဲ့ခိုးရပါအကုန်ရှူတဲ့ခါရီမွေထားတာလွန်ခဲ့တဲ့၃နှစ်နေပါကရန်ကုန်မှာဆိုင်ငယ်တကိုးကိုအစည်းရေ40ကျော်မိတဲ့ဂွင်းဆက်မီပြီးလာသိမ်းတဲ့ရှဲကိုတစ်စည်းကို350ပေးပြီး10စည်းရောပေးလိုက်တာကိုရှဲသတင်းရှင်မြကရှင်းပြသည်အလားတူနေပြည်တော်ရှိမြန်မာနိုင်ငံရှဲတပ်ဖွဲ့ဌာနချုပ်အနာရခါမှဒုတိယရှဲမှုလှတောင်းမှလဲလိုင်စင်မဲကအရှောင်းဝယ်ပါဝင်တရားမွင့်လုပ်ငန်းများကိုဆက်နွယ်လုပ်ငန်းနေကြောင်း မင်းအွန်လိုင်းရဲ့အမေအယောင်လိုင်းစင်မဲ့ကားများဖန်ဆီးနေချိန်တွင်ပင်တွေ့ရမှုလှတော့နှင့်ပတ်သက်နေသူများမှလိုင်းစင်မဲ့ကားများဆက်လက်စီးနေနေကြသည်ဟုသိရှိရသည်။ အခုချိန်ထိလိုင်းစင်မဲ့ကားတွေကိုကိုကြီးညီလေးကဏ္ဍနဲ့စီးနေကြတော့မှပဲနေပြည်တော်နိုင်ရကထောက်ဖို့တက်ကတောင်ငန်သူရဲမှုလှမင်းတောင်းကြောကကျောင်းဆရာမကကိုရိုင်းလိုင်းစင်မဲ့ကားနေပါပဲသူတို့ကရဲယုံချုပ်ကဆိုရနေရင်ဖမ်းမရဘူးဆိုတာမျိုးဖြစ်နေတာနိုင်ရကထောက်ဖို့ရဲတပ်ဖွဲ့ကရဲတပ်သားဆင်အောင်လိုင်းစင်မဲ့အရှောင်းဝယ်တွေပါလောက်ကင်ပါတယ်နိုင်ရကထောက်ဖို့တက်တယ်မှာဆိုရင်လည်းလိုင်းစင်မဲ့ကားတိုင်နေဆိုပြီးသူတို့ကားတွေရောတူလောင်ထားကြတယ်ဟုနေပြည်တော်ရဲတပ်ချုပ်မှရဲသတင်းရင့်မြစ်ကပြောဆိုသည်ဆက်လက်ပြီးတရုတ်နဲ့ ်စစ်ကောင်စီရဲ့ဖိအားပေးမှုကြောင့်နေရတော့လေတိမ်မိုက်နေမြေစနစ်မျိုးကိုတရနယ်လေးကပြန်ပေးရမှရှိပဲအိနော်ဆူစီယာနဲ့မတ်ပုံနဲ့ထုတ်ပြီးတော့ရှင်မတ်ပုံတင်ထုတ်ပြီးတာတွေလှုပ်ဆောင်ပေးနေဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်တရုတ်နိုင်ငံရဲ့စစ်ကောင်စီတို့ရဲ့ဖြတ်တောက်ပိတ်ဆို့မှုတွေဆက်လက်ခံနေရပေမဲ့ဖြည့်ရှင်မှုနီလန်ရှာနေပြီးတိမ်မိုက်ထားတဲ့နေမြေများပြန်လည်ပေးအပ်မည်မဟုတ်ကြောင်းမနေ့ကဆွန်လ9ရက်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ PSLF တရနယ်လေးပြောရေးဆိုခွင့်ရှိသူလွေရီအိုကပြောပါတယ် တရုတ်နိုင်ငံနဲ့စစ်ကောင်စီတို့ရဲ့ဖိအားပေးမှုတွေကိုအပြင်းထန်ဆုံးကြုံနေရပေမယ့် TNL အနေနဲ့မူလရွေချက်အတိုင်းဆက်လက်ရပ်တည်ပြီးတိမ်ပိုက်နေမျိုးတွေကိုပြန်လည်ပေးဖို့မရှိကြောင်းလာမယ့် August လအတွင်းတရုတ်ရဲ့ချောင်းဝင်စီစဉ်မှုနဲ့ဆွေးနွေးပွဲထပ်လုပ်ဖို့ရှိပေမယ့်လည်း TNL ရပ်တည်ချက်ပြောင်းမှာမဟုတ်ကြောင်းသူကပြောဆိုပါတယ် TNL ကတိမ်ပိုက်ထားတဲ့စနေမျိုးတွေမှာအိနာဆူစီယာနဲ့မှတ်ပုံတင်တွေထုတ်ပေးတာမတော်ရင်လိုက်စင်ထုတ်ပေးတာတွေလှုံ့ဆော်နေတယ်လို့သူကဆက်ပြောပါတယ်ဧပြီလနောက်ဆုံးပဲတရုတ်နိုင်ငံချောင်းဝင်စီစဉ်မှုကြောင့် TNL နဲ့စစ်ကောင်စီ ကိုစလဲတွေတရုတ်နိုင်ငံကုမင်းမြို့မှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာစစ်ကောင်စီဘက်က TNL သိမ်းမိုက်ထိန်းချုပ်ထားတဲ့မြို့နယ်တွေကတီဘောနောင်ချိုကြောင့်ပဲမိုးကုံနဲ့မိုးမိတ်တွေကိုပြန်ပေးဖို့တောင်းဆိုထားတာကြောင့် TNL ဘက်ကမပေးဘဲကာဝယ်သွားမယ်လို့ပြောထားခဲ့တာပါ စစ်ကောင်စီကထိုးစစ်တွေကဇတိုက်လုံးနေလို့ကျမတို့ကခိုးခံပိုင်ခွင့်အရာပြန်တိုက်တော့တိုက်ပွဲတွေကဇတိုက်ဖြစ်နေတာတရုတ်အစိုးရရဲ့ဖိအားကလည်းဆက်ရှိနေပါတယ်ရှိနေတဲ့အတွက်ဒါကိုကျမတို့နီလန်ရှာဖွေပြီးတော့မှဆောင်ရွက်မှာဖြစ်ပါတယ်လို့လွေရည်ဦးကပြောပါတယ်ငလင်ကြောင့်ခုလာကုန်းထိအရာရဲ့အပြစ်ရက်ကြောင့်နှစ်ဖက်လုံးကကြီးညာထားပေမယ့်စစ်ကောင်စီဘက်ကထိုးစစ်ဆင်တိုက်ခိုက်မှုတွေလုပ်နေတာကြောင့်ရှမ်းပြည်နယ်မြောင်းပိုင်းနောက်ချိုမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးစီရီတင်းမှနေတော့မှဖြစ်တယ်လို့သူကဆိုပါတယ်စစ်ကောင်စီက TNL ထိန်းချုပ်နေမြေ ရတဲ့ဧပြီဆေးနှွေးပွဲနောက်ပိုင်းကစလို့စစ်ကြောင်းထုံးမှုတွေပိုလှလာတယ်လို့လေကြောင်းလက်နက်ကြီးဒရုန်းတွေနဲ့ပုံမှုတိုက်ခတ်ခဲ့ပြီးပြီးခဲ့တဲ့မေလတလလုံးတိုက်ခိုက်မှုပေါင်းတထောင်ကျော်ရှိခဲ့တယ်လို့လည်းတရနယ်လေးဘက်ကထုတ်ပြန်ထားပါတယ်။ ဆလန့်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ရခိုလဒုတိယဘက်တွင်ဘင်္ဂလားပင်လယ်အွန်လိုင်းလေဗီယာနယ်ရှင်ဝန်ဖြစ်ပေါ်နိုင်မုံတိုင်းဖြစ်မဖြစ်စောင့်ကြည့်ရမည်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ရှကူလာဒုတိယဘက်တွင်ဘင်္ဂလားပင်လယ်အွန်လိုင်းလေဗီယာနယ်ရှယ်ဝမ်ဖြစ်ပေါ်နိုင်ပြီးမုံတိုင်းဖြစ်မဖြစ်ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်းမိုးလင်းဝသစောင့်ကြည့်လေလာသူဦးဝင်းနိုင်က၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားချက်အရသိရသည်။ ဇွန်လ12ရက်နေ့ညပိုင်းကစတင်ပြီးတော့ဘင်္ဂလားပင်လယ်အနောက်အလယ်ပိုင်းမှာအထက်လေဝေးလှိုင်းကနေလေပြင်းအားနဲ့ရှယ်ဝန်တစ်ခုဖြစ်ပေါ်နိုင်တာကို GSF နဲ့ iComoder ကြိုတင်ခန့်မှန်းချက်များအရတွေ့ရပါတယ်ဟုဦးဝင်းနိုင်ကဆိုသည်ထို့ပြင်ဇွန်လ15ရက်မှ16ရက်နေ့အတွင်းလေပြင်းအားနဲ့ရှယ်ဝန်မှာဆိုင်လုံးပေါ်၌ဖြစ်ပြောင်းလဲနိုင်ချေ40ရာခိုင်နှုန်းအထိရှိနေသည်ဟု ECMWS ဂျနစစ်ချက်တွင်တွေ့ရသည်ဟုလည်းဦးဝင်းနိုင်ကရှင်းသားထားသည်ထို့ကဲ့သို့ဘင်္ဂလားပင်လယ်အော်ရင်လေပြင်းအားနဲ့ရှယ်ဝန်ဖြစ်ပေါ်လာပါကအရှိန်အရှိန်ကြောင့်ဇွန်လ12ရက်မှ14ရက် က်အတွင်းရခိုင်ပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ်အေရီတိုင်းပဲခူးတိုင်းနှင့်နေပြည်တော်တို့တွင် မိုးအထင်းထင်းမှမိုးများနိုင်ပြီးမိုးရေချင်း13.9လက်မမှ9လက်မခန့်အထိရွာသွန်းနိုင်ကြောင်းဥဝင်နိုင်ငံခန့်မှန်းထားသည်။ပြီးခဲ့သည့်မေလ25မှ31ရက်နေ့တွင်မုတ်တုံလီအားအလွန်ကောင်းခဲ့ခြင်းနှင့်ပင်လယ်ပင်လယ်အွန်တိုင်းမုန်တိုင်းဖြစ်ပေါ်ခဲ့ခြင်းများကြောင့်ကချင်ပြည်နယ်တွင်မြို့နယ်၃မြို့နယ်၊စကိုင်းတိုင်းအထက်ပိုင်းရှိမြို့နယ်၂မြို့နယ်နှင့်ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်၅မြို့နယ်တို့တွင်ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်သည်။မိုးရင်းကာလဖြစ်သည့်မေလမှအောက်တိုဘာလတွင်မုတ်တုံလီအားကောင်းခြင်း၊မုန်တိုင်းမှုလေပွေလိုင်းမုန်တိုင်းအကျဉ်းချံတိမ်နိုင် များကြောင့်မိုးများပါကအရေးကြီးရေရှမ်းခြင်းမြေပြိုခြင်းကမ္မပြိုကျခြင်းများသည်မြန်မာနိုင်ငံ၌နှစ်ဆယ်နီးပါးကြုံတွေ့နေရသည့်သဘာဝဘေးတစ်ခုလည်းဖြစ်သည်။အာရှတိုက်အတွင်းရှိနိုင်ငံချို့သည်ပြင်းထန်သည့်မိုးလေဝသဖြစ်စဉ်များဖြစ်သည့်မိုးခေါင်ခြင်း၊ပူလိုင်းဖြတ်ခြင်း၊ရေကြီးခြင်း၊မုန်တိုင်းဝင်ရောက်ခြင်းတို့ပုံမှန်ခန်းစားလာရပြီး2023ခုနှစ်အတွင်း အပူပြင်းဆုံးနှစ်တနည်းဖြင့်စံချိန်တင်ငယ်မှုကိုလည်းကြုံတွေ့ရကြောင်းကမ္ဘာမိုးလေဝသအဖွဲ့အစည်း WMO က2024ခုနှစ်ဧပြီလ23ရက်တွင်ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာ၌ဖော်ပြထားသည် ဆက်လက်ပြီးငါးလအတွင်းစစ်ကောင်စီလက်ချက်ကြောင့်အရသာ900ကျော်တိစုံဆွေးတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။နိုင်ငံတော်မှာအခုနှစ်ငါးလအတွင်းစစ်ကောင်စီအလေးချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့အရသာပြည်သူ916တိစုံခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှာရေးအသင်း AAPB ကထုတ်ပြန်ပါတယ်။စံနွေလ၁ရက်နေ့ကနေမေလ31ရက်နေ့ထိငါးလအတွင်းနိုင်ငံတော်မှာစစ်ကောင်စီအလေးချောင်းတိုက်ခိုက်မှုကြောင့်အမျိုးသမီး235ဦးနဲ့အမျိုးသား193ဦးတိစုံခဲ့တာကိုအမည်နဲ့တကွအတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ။အရိယထဲမှာအသက်၁၈နှစ်အရွယ်ကလေးငယ်တယောက်ကိုပါဝင်ပြီးတိတ်ဆုံသူတွေထဲမှာစကိုင်းတိုင်းက၁၃၀ဦးအများဆုံးတိတ်ဆုံငယ်ကရခိုင်ပြည်နယ်မှာ၆၈ဦးတိတ်ဆုံငယ်ပါတယ်။အရိကာလာတွေနိုင်ငံတော်မှာစက်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်အမျိုးသမီး၄၃ဦးနဲ့အမျိုးသား၄၅ဦးစုစုပေါင်း၈၈ဦးတိတ်ဆုံငယ်တယ်လို့ AAB ကဆိုထားပါတယ်။နိုင်ငံရေးကျင်းသားများကွန်ရီဆောင်ရှောက်ရေးအသင်း AABB ရဲ့အချက်အလက်တွေအရအာနာသိန်းကာလာတွင်စစ်ကောင်စီလက်ချက်ကြောင့် အရတားပြည်သူ6895ဦးသေဆုံးခဲ့တယ်လို့သိရှိရပါတယ်ရှင်။